ပါစကားတတရတည်ပတ်ရဲ့အင်္ဂါနေရှင်ယောအယုန်ဂလိချံအခန်းကြီး6အခန်းငယ်30မှ35ထိုချိန်၌လူတို့ကပြောသည်မှာအကျွန်ုပ်တို့မြင်၍ကိုရော့ကိုယုံကြည်နိုင်ကြရန်ကိုတော်သည်မြည်သည့်တကိုးလက္ခဏာကို ပြပါမည်နီကိုတော်သည်မြည်သည့်အမှုကိုပြုပါမည်နီကျမ်းစာတော်များ၌ ကိုတော်သည်သူတို့စားရန်ကောင်းငင်မှမုံကို ပေးတော်မူ၏ဟူ၍ရေးထားသည်နှင့်အညီကျွန်ုပ်တို့၏ဘိုးဘဲများသည်တောကန္တရ၌မန္တာမုံကို စားခဲ့ကြရသည်ဟုကိုတော်အားပြန်လျှောက်ကြ၏ထိုအခါယေရှုကသင်တို့အားငါဧကံအမှန်ဆိုသည်ကားကောင်းငင်မှမုံကိုသင်တို့အားပေးခဲ့တော်သူသည်မိုးဆက်မဟုတ်ငါ၏ခမည်းတော်သည်ကောင်းငင်မှ မုံအစ်အမှန်ကို တင်တို့အားပေးတော်မူ၏အကြောင်းမူကားဖျားသခင်၏မှုန့်တော်သည် ကောင်းငင်မှဆင်းလာ၍ဤလောကကို အသက်ပေးသောမှုန့်ဖြစ်သည်ဟု သူတို့အားမိန်တော်မူ၏သူတို့ကလည်းသခင်ဤမှုန့်ကိုကျွန်ုပ်တို့အားအစင်မပြတ်ပေးတော်မူပါဟုကိုရောအားလျှောက်ကြလေ၏ယေရှုကလည်းသူတို့အားမိန်တော်မူသည်ကားငါသည်အသက်ဤမှုန့်ဖြစ်၏ ငါထံသို့လာတော်သူသည်မိသည့်အခါမြဆာငတ်ခြင်းရှိလေမည်မဟုတ်ငါ၌ယုံကြည်တော်သူသည်လည်းမိသည့်အခါမြရေငတ်လိမ့်မည်မဟုတ်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် ရှုမန်တက်စ်ဖော်ဂါဒ်လူသားရဲ့ဖျားသခင်အားတောင်းတမှု လူသားဟာဘုရားသခင်ကိုအမြဲတောင်းတနေတဲ့ပုံကိုဖြစ်ပါတယ်။ဒါဟာພັນစင်းစဉ်ကလေးကသူ့ကိုဒီလိုဖြစ်အောင်ရည်ရချက်ရှိရှိအကြံစီတော်အဖြစ်ပြုလုပ်ထားခဲ့ခြင်းဖြစ်ပါတယ်။ဒီလူသားရဲ့တောင်းတခြင်းကိုမြတ်သောအယူဝါဒမှာလည်းခံခန္ဓာများစွာများဖော်ပြထားတာကို တွေ့ရပါတယ်။ဒါကိုအထူးသတိထားမိဖို့လိုအပ်ပါတယ်။ဒီလိုတောင်းတခြင်းဟာမပြည့်မစုံအမြဲတမ်းငတ်မွနေပြီး အမြဲတမ်းပဲမပြည့်မဝတဲ့ဘဝကိုရှင်သန်နေစေဖို့မဟုတ်ပဲသူ့နဲ့အမြဲအဆက်အသွယ်လုပ်ဖို့သူစီကိုအမြဲကြည်မြော်နေဖို့စောင့်မြော်နေဖို့သူ့နဲ့အမြဲအသက်ရှင်နေဖို့အစီစဉ်ပုံမော်ပြီးပြည့်ဝစုံလင်တဲ့တကယ်အတိုင်းအဆမရှိတဲ့ဘဝကိုပြည့်ဝစွာရရှိစေဖို့အတွက် စီမံထားခဲ့တဲ့အစီမံတော်ပဲဖြစ်ပါတယ်ဒီတုံ့ငတ်မှုချင်းဟာတခြားအရာတွေနဲ့အစားထိုးမဲ့ဆိုလဲဘယ်တော့မှပြည့်မှာမဟုတ်ပါဘူးလူသားဟာ အတိုင်းအဆမရှိတဲ့အရာတစ်ခုကိုအမြဲတမ်းပဲရှာဖွေနေတယ်ငတ်မို့နေတယ်တောင်းတနေတယ်အတိတ်ဘယ်ကဖေဟာကိုပဲရှာဖွေလို့တယ်ငတ်မို့လို့နေတောင်းတနေခြင်းနမဖြစ်ပါတယ်ဒါကြောင့်ဒီနေ့သခင်စုပေးလာပါတယ်မဟုတ်ဖြစ်ငတ်မို့ပြေဖို့ရှင်ငတ်ပြေဖို့လူသားရဲ့အနက်ဆိုင်ဆုံးနှလုံးသားရဲ့နေရာကငတ်မို့တဲ့အရာတွေကိုဖြေဖို့အတွက်ခရမေအားဖြင့်သူကိုယ်သူပေးလာခြင်းလည်းပဲဖြစ်ပါတယ်။ဒါဟာခမီးတော်ဖျားကပေးလာတဲ့အရာဖြစ်ပါတယ်။ ဒီခမည်းတော်ဖရာပေးလာတဲ့ဒီမုံကိုအစင်မြဲပြည့်ဝခြင်းဖြင့်လူသားရဲ့ငတ်မှုတောင်းတမှုဟာပြေပြောက်နိုင်မှာဖြစ်ပါတယ်။လောကမှာငတ်မှုမှုတွေများစွာရှိပါတယ်။အားလုံးဟာကြောက်စရာကောင်းပါတယ်။အထူးသဖြင့်ဒီဝိညာဉ်ရဲ့ငတ်မှုတောင်းတမှုကတခါလေသတိမထားမိပါဘူး။ဒီလိုသတိမထားမိပေမဲ့ပိုပြီးကမှ အလေးပေးရမယ့်အရာအာယုံဆိုင်ရမယ့်အရာပိုပြီးကမှဒီလိုငတ်မှုတောင်းတမှုကိုဘယ်နေရာမှာ ဖြည့်သိမ့်နိုင်မလဲဆိုတာကိုအမြဲတမ်းရှာဖွေနေရမှာလည်းပဲဖြစ်ပါတယ်ဒီနေ့တော့သခင်စုဟာဒီလွန်ငတ်မှုတောင်းတခြင်းလူသားရဲ့အဆုံးမဲ့ငတ်မှုတောင်းတခြင်းကိုဖြည့်ဆွတ်ဖို့အတွက်မုံတရံနဲ့သူ့ကိုယ်သူပေးလာခြင်းဖြစ်ပါတယ်ဒီမုံဟာခမီးတော်ပေးလိုက်တဲ့မုံလည်းပဲဖြစ်နေပါတယ်ဒါကြောင့်ဒီမုံကိုအစင်မြဲစားယူသုံးဆွဲခြင်းအဖြစ်ငတ်မှုတောင်းတမှုအားလုံးကို ဖြည့်သိမ့်ဖို့အတွက်ကြိုးစားကြပါစို့ယေရှုရှင်နှလုံးတော်တပည့်တော်တို့ကိုသနာတော်မူပါ